တန်းစင်ပွဲလာတော့မယ်ပြည်သက်တို့အားလုံးစိတ်ဝင်စားမယ့်သတင်းတစ်ပုဒ်ဖြစ်မယ်ထင်ပါရဲ့နော်အဲ့ဒါကတော့တန်းစင်ပွဲဘယ်နေ့ဖြစ်မလဲဆိုတာပါပဲ ဟုတ်ကဲ့ပါတန်စင်ကတော့အခုဆိုရင်တော့သူ့ရဲ့သတင်းကောင်းကိုပရိသတ်တွေတဝေမြလာခဲ့ပါပြီတန်စင်ကတကယ့်ကိုအလားလာကောင်းတဲ့ fighter လူငယ်တယောက်ပါရှင်တန်စင်ကတိုက်ခိုက်ရေးဆိုရင်အပြင်းနှလုံးရပါပြေဝစေချင်တာကတော့ပရိသတ်တွေရဲ့ဆန္ဒဖြစ်မယ်ထင်ပါတယ် game plan ကောင်းကောင်းနဲ့ကစားတတ်မယ်ဆိုရင်ပုံမအောင်မြင်တဲ့အဆင့်တစ်ခုကိုရောက်ရှိနိုင်မယ်ဆိုတာကတော့သိကြနေပါတယ်တန်စင်ကတစ်ဖက်ပြိုင်ပွဲရဲ့အာသာချက်အားနဲ့ချက်တွေကိုသေချာလေးလာပြင်ဆင်ပြီးတော့လည်းပွဲထိုးစေချင်ပါတယ်စိတ်ကံစားမှုကိုထိမ့်သိမ့်ပြီးတော့အသက်အပုပ်ကျွမ်းကျင်ပိုင်နိုင်အောင်လေ့ကျင့်ထားပြီးမှပွဲကိုလက်ခံစေချင်ပါတယ်ရှင်အခုချိန်မှဆိုရင်တော့ တန်စင်ကသူ့ရဲ့မျက်လုံးစစ်စစ်ချမ်းနဲ့ပတ်သက်ပြီးတော့အဖြစ်ထွက်လာပြီးဆိုတဲ့အကြောင်းပြည်သူတွေကိုအသိပေးပြောကြားလာခဲ့ပါတယ်။ကျွန်တော်ရဲ့မျက်လုံးစစ်စစ်ချက် result အလုံးတရားရခိုင်နှုန်းကောင်းပါပြီ။ဆရာဝန်ကလည်းပွဲထုတ်ခွင့်ပြုလိုက်ပါပြီ။ကျွန်တော်မကြခင်မှာအကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့ပါမယ်။ကျွန်တော်မျက်လုံးအတွက်ဝမ်းဝမ်းဆူတောင်းပေးခဲ့ကြတဲ့ပြည်သူတူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ဆိုပြီးတော့အသိပေးပြောကြားခဲ့တာဖြစ်တဲ့အတွက်ပြည်သူတွေကတော့ဝမ်းသာနေကြပါတယ်။တန်စင်ရဲ့ပွဲစဉ်ကိုမျှော်နေကြတဲ့ပြည်သူတွေကလည်းအများကြီးရှိနေမှာပါရှင်။တန်စင်ကမကြခင်ကျွိုင်းတဲ့ကိုအကောင်းဆုံးပုံစံနဲ့ပြန်လာ ာခဲ့မယ်ဆိုပြီးတော့အသိပေးသွားခဲ့တာကြောင့်တန့်စင်အမကန်ပြည်သက်တွေအတွက်တော့တကယ့်ကိုဝမ်းသာစရာပါပဲဝေဖန်နေကြသူတွေကလည်းအများကြီးရှိနေတာမို့အလုံးနဲ့တက်တင်ပြပြီးအောင်မြင်အောင်ဆွမ်းဆောင်နိုင်ပါစေလို့အကြံပေးပါရစေ ဝေဖန်နေကြသူတွေလည်းရှိသလိုရှုံ့ရှုံ့နိုင်နိုင်အားပေးကြမယ်တကယ်အမာခံပရိသတ်တွေလည်းအများကြီးရှိပါတယ်နော်ဒီလိုအမာခံပရိသတ်တွေအတွက်ကြိုးစားဖို့ပို့ပြီးလိုအပ်နေပါတယ်ရှင်တန်းစင်က1မာလီဝက်ကစားထားပြီးတော့နှစ်ပွဲနိုင်နှစ်ပွဲရှုံရလက်ကိုပိုင်ဆိုင်ထားပါတယ်1ညပွဲထွက်နှစ်ပွဲကို KO TK တွေနဲ့အနိုင်ဖောဆောင်ထားနိုင်တဲ့တန်းစင်ကအခုသူနောက်ဆုံးထွက်သက်ထားတဲ့နှစ်ပွဲမှာဆိုရင်တော့လေ KO TK တွေနဲ့ပဲအရှုံးပြန်တွေ့ခဲ့ရပါတယ်သူရှုံးခဲ့တဲ့ fighter တွေကတော့ဂျပန်နာမည်ကျော် superstar fighter Takeyu နဲ့ထိုင်းနာမည်ကျော် fighter Suryan Lat တို့ကိုအရှုံးတွေ့ ခဲ့ရတာဖြစ်ပါတယ်။ တန်းစင်ကထက်ခေဦးလောက်ပွဲအတွေ့အကြုံမရှိသလိုသူတစ်ခါမှမချိုးဘူးတဲ့ကိပောင်စင်နဲ့ထိုးသက်ခဲ့ရတာကိုကြည်ကျင်းအဖြစ်တန်းစင်ရဲ့တက်တီကတကယ်ကိုလေးစားစရာကောင်းပါတယ်။ကမ္ဘာချန်ပီယံကြီးကိုလက်ကြောင်ထိုးနိုင်တဲ့စွမ်းအင်ကိုလည်းသဘောကျခဲ့ကြရပါတယ်။ထက်ခေဦးနဲ့ရှုံးပွဲတွေ့ခဲ့ပြီးမဲ့ပရိသတ်တွေကတော့အပင်မပြတ်ရှိခဲ့ကြပြီးမဲ့ဆူရီယန်လက်ကိုရှုံးခဲ့တဲ့ချိန်မှာတော့ဝေဖန်တန်တွေကထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတန်းစင်ကို1 championship မှာအရန်ကိုမျောလင်းခဲ့ကြတာကြောင့်လည်းတပွဲနဲ့တပွဲတန်းစင်ကိုတိုက်ခိုက်ရေးစွမ်းအင်ကောင်းပြီးပိုင်ဆိုင်စည်းကျင်တဲ့အထိအပင်ကျန်းခဲ့ကြတာကတော့အမှန်ပါပဲ။ထင်သလိုဖြစ်မလာတဲ့အခါမှာတော့ ောပြည်သူတွေရဲ့ဝေဖန်မှုကိုရရှိခဲ့တာဖြစ်ပါတယ်။တပွဲရှုံတိုင်းပြည်သူတွေကိုတောင်းပန်နေမယ့်အစားကိုရစွန်ရင်ကိုသာအကောင်းဆုံးပြသနိုင်ပြီးနိုင်ဝဲရက်လက်ဖော်ဆောင်နိုင်မှုကသာအဓိကဖြစ်ကြောင်းလည်းတန့်စင်ကိုအကြံပြုပြောထားကြတာတွေရှိပါတယ်နော်။သူရဲ့ကိုဖြစ်သူထွန်းလုံမိုးကလည်းညီလေးကိုတကယ်ကိုအကောင်းဆုံးပံ့ပိုးလေးကျင့်ပေးနေလို့တန့်စင်တရားအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်မယ်ဆိုတာယုံကြည်ပါတယ်။စစ်မြစ်ထက်မှာနိုင်ဝဲရက်လက်တွေကိုမြင်ကျင်တဲ့ပြည်သူတွေအတွက်နိုင်ပွဲတွေရယူပြလိုက်ပါတန့်စင်။